အားလုံးပဲမင်္ဂလာပါ UK Master ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပေးတဲ့တဲ့အားလုံးမင်္ဂလာပါ Liverpool အသင်းကတော့ဒါ Trent Alexander Arnold ကိုတရားဝင် အပိသက်ထွက်ခွာခွင့်ပေးပြီးတဲ့နောက် Jeremy Frimpong ရဲ့အပြောင်းရွှေ့ကိုသူတို့ကြီးညာပြီးဆိုတော့ Frimpong အပြင်ကိုဘယ်နောက်ခံလို့ Milos Kaki ရဲ့အပြောင်းရွှေ့ကိုပါသူတို့အသေးအတန်လုပ်ပေးမယ်သူတို့ရဲ့အခုလောလောဆယ်နံပါတ်1ဦးစားပေးအမြန်ဆုံးပိသက်ချင်တဲ့အပြောင်းရွှေ့ကဂျာမနီလူရင်းစင်ကွင်းလေကစားမှာ Florian Vaz ရဲ့အပြောင်းရွှေ့ပဲ 22နှစ်တာအတွက် Real Madrid ကလက်မလျှော့သေးဘူး Bayern Munich ကလက်မလျှော့သေးဘူးဆိုတဲ့အချက်ကြောင့် Liverpool က Leverkusen ရှိကနေအပြီးတက်နိုင်ဖို့လုပ်တယ်ဒီကားမရဲ့လက်ရှိ current market ပေါက်ချိတ်က Euro 340ရှိတယ်အခုပဲ David Ornstein ရဲ့အတည်ပြုချက်အရ Liverpool က Florian Wirtz ရဲ့အပြောင်းအရွှေ့အတွက် Bayern Leverkusen ကို Euro 330တူတဲ့ package နဲ့တခါလေး submit လုပ်ပြီးတော့ကမ်းလှမ်းတယ်အဲ့ကမ်းလှမ်းမှုကပထမအချိန်ကမ်းလှမ်းမှုထက်ပိုကောင်းတယ် ဒါကဒီဒုတိယအချိန်ဒီကံလာမှု improvement ကံလာမှုပါဘာပါလဲဆိုတော့ပထမဆုံးပေးရမယ့်အမောက်ကိုပိုပေးထားတယ်ဒါပြီးတော့ပြောင်းရွှေ့ခြေ fish ပြီးပေးတယ်ပြီးတော့ potential ရနောက်ထပ် performance performance နဲ့ပွဲကစားကွင်းအခြေအနေပေါ်မူတည်ပြီးထပ်ရနိုင်မယ့် bonus ခံစားကွင်းတွေကိုစနစ်တကျချပြထားတဲ့ payment structure ဖြစ်ပြီးတော့22နှစ်သား Bayer Leverkusen ရဲ့ဖန်တီးရှင်ကစားမလေးကို Liverpool ကအပြီးတက်နိုင်ဖို့လုပ်နေတယ်ဆိုတော့ အာဒီစလောကတေချာပေါ့လူဝဲမယ်ဆိုတော့တည်တယ်ဆိုတော့အခုဒလောဆယ်မှာလူးအစ်ဒီယက်ကအချိန်နေမတေချာဘူးဘိုင်းမြူနစ်ကကပူကိုစိတ်ဝင်စားတယ်ခနာတိတ်ကိုရမ်မတွစ်စိတ်ဝင်စားနေတယ်အဲတစ်ချိန်တည်းမှာပဲတခြားလူငယ်ကစားမှအရန်နေရှိတယ်ဂျူတာတို့နူညက်တို့လည်းရှိချင်မှာလီဗာပူးကโอเคအယောင်နေတော့မလုံသေးဘူးဒါမဲ့ဒန်ဒီဖြစ်မဲ့အပြောင်းအရွှေ့တုံးပြီးတော့သူတို့အပြီးဖြတ်တယ်ဆိုတော့ဂျယ်ရမီဖရင်ပေါင်က35တန်းနဲ့ခေါ်ထားပြီးသားဒီအပြောင်းအရွှေ့ပြီးပြီး မီလော့စ်ကာကီကာခုဖလော်ရီယန်ဗတ်စ်အပြောင်းအရွှေ့ပြီးပြီးဆိုတော့မီလော့ကာကီစ်ကလည်းအားလုံးတည်ထားပြီးသားဒီကစားမကဟန်ဂေးရီယန်ကစားမဖြစ်တဲ့ဒိုမီနစ်ဆော့ဖ်လိုင်းနဲ့အသင်းပေါ်ဖြစ်တဲ့အတွက်ဒီပြောင်းရွှေ့ကခေါင်းပူကြကိုမရှိဘူးမန်စီးတီးကိုတိုင်အစောပိုင်းကစိတ်ဝင်စားသည့်တိုင်အောင်သူတို့ကဟူဗာဟန်တန်ကရိုင်ယန်အက်နိုရီကိုပြောင်းလိုက်တဲ့အတွက်လီဗာပူးကကာကီစ်ကိုသူတို့ပဲခေါ်မှာဆိုတော့အန်တီရိုဘင်ဆင်ရဲ့အနာကမတည်ကြဘူးဒါပေမဲ့သူတို့ကတည်ကြတာတော့ဆီမီကက်ကိုထုတ်မယ်အဲ့ဒီနေရာမှာ လက်ရှိအနေထားအရလီဗာပူးကမီလော့စ်ခါခီအတွက်သူတို့သတ်မှတ်ထားတဲ့တန်ကြီးက40မက်ဆီမမ်50ဖြစ်သွားနိုင်ချေရှိတယ်။ဒီနေရာမှာဂျယ်မီဖရင်ပေါင်က35တန်းအဲ့ဒီနေရာမှာအခုနောက်ဆုံးမှာမီလော့စ်ခါခီအပြောင်းရွှေ့တွေအားလုံးအပြီးမှာဖလိုရီယန်ဗတ်ကိုတန်တရာ30လီဗာကူစင်ကထပ်ပြီးပေချကောင်းပေချနိုင်တယ်လို့ Sky Germany နဲ့ German Media တွေကသုံးသပ်ထားပေမဲ့ Liverpool က တတိယအကြိမ်ဟာ maximum အပြောင်းအရွှေ့ဖြစ်နိုင်ပြီးတော့ဒီပြောင်းအရွှေ့ဒန်တီဖြစ်မယ်လို့ယုံကြည်ထားတယ်။ကစားမကမက်ဒရစ်စိတ်ဝင်စားတယ်၊ဘိုင်မြူနစ်စိတ်ဝင်စားပေမဲ့လီဗာပူးရဲ့ project ကိုအာနီစလော့ကတေချာရှင်းပြတယ်၊ကလပ်ဘက်က တောင်းဆိုသူတွေအားလုံးက Florian Vice ရဲ့မိသားစုဝင်တွေကိုတေချာရှင်းပြပြီးတဲ့အချိန်မှာဒီစားမကလီဗာပူးကိုပဲခေါင်းညှထားတယ်။ဆိုတော့ဘိုင်ယန်က unless ပြ okay ငါတို့တန်း150ပေးမယ်ဘာညာ crazy ဆိုရင်တော့တမျိုးမန်စီးတီးကလည်းမပေးဘူးရယ်မက်ဒရစ်လည်းအဲ့လောက်ပေးမှာမဟုတ်ဘူး ဲ့ဒီချက်ကြောင့်ဒါအခုလက်ရှိမှာ Florian Vass အပြောင်းအရွှေ့ဟာ Liverpool ကိုရပ်ပိုင်းအတွက်မှာအပြီးတတ်နိုင်ွယ်ရှိတယ်။ David David Osei ရဲ့အဆိုအရ Liverpool ရဲ့ဒုတိယအကြိမ်ကမ်းလှမ်းမှုဟာ total package Euro 330ရှိပြီးတော့ခန်းစားကွင်းတွေ payment အစောပိုင်း payment တွေနောက် contract တစ်ခုလုံးရဲ့ structure payment တွေအားလုံးကိုတေချာစနစ်တချပြထားပြီးတော့ Liverpool စလက်ခံနိုင်မယ်လို့သူတို့ယုံကြည်ထားတယ်။ဆိုတော့ Florian Vass ရောက်ရင်တေချာတဲ့ Kakis အပြောင်းအရွှေ့အပြီးတတ်မယ်။ ဆိုတော့ Jeremy Flipout နဲ့ဒီ၃ခုကိုကျွန်တော်ထင်တော့တရက်နေ့မတိုင်ခင်သူတို့အပီးသက်ကြီးညာနိုင်မှုအသေးအံလုံနေတယ်ပြီးတော့မှကစားမရောင်းတဲ့ Simicat ရောင်းတာတို့နောက်တစ်ဖက်ကလူငယ်တွေရောင်းတာကိုသမားခလာဟာဆိုရင်အခု Brandfull နဲ့သတင်းထွက်တယ်25တန်းတန်း30လောက် ဒါသူတို့ရားဖို့မျောလင်းထားတယ်ခွန်ဆာရှ်ကို Northern Forest အပါဝင်ကလပ်9သင်းလောက်လိုက်တယ်လီဗာပူးကတန်း30လောက်တာဂက်ထားတယ်ဆိုတော့ဒီ3ယောက်ပြီးရင်တော့အယောင်းတွေကိုသူတို့နည်းနည်းဥတီမယ် Luis Diaz ကတော့ Alnasa နဲ့ Barcelona အားပြိုင်နေပြီးတော့ Real Madrid မှာ Liverpool ဟာအပြောင်းလဲတွေအထွက်တွေအဝင်တွေကိုများစွာတွေးရဖို့ရှိပြီး Florian Vaz ကိုဒုတိယအချိန်တန်130နဲ့ကန်လန်လိုက်ပြီးဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်